ဒီနေ့တော့ Roblox game မှာ2025လူဆော့အများဆုံး game တွေဖြစ်တဲ့ game ငါးခုကြောင်းပြောကြရပါမယ်။ဒီ game ငါးခုကလက်ရှိမှာ Roblox ရဲ့ top tier ထဲမှာရှိနေတဲ့လူတွေဘာကြောင့်ဆော့ကြလဲ၊လူတွေဆော့တင်လဲ၊ဘာတွေစိတ်ဝင်စားဖို့ကောင်းလဲဆိုတာကိုပြောပြမှာဖြစ်ပါလေ။ကဲဒါဆိုရင်စလိုက်အောင်။ Number 1 Alien in the Forest. Horror and Survival ဆိုတဲ့ခန်းစားချက်မျိုးကိုပေးတယ်။ တော်ရဲမှာစောနေရင်တမင်မိဆာကြီးတကောင်ကြောင့်ပြတ်ဆုံးနေတဲ့ကလေးလေးယောက်ကိုကယ်ရမှာဖြစ်ပြီးတော့အဲ့ကလေးလေးယောက်ကိုကယ်တဲ့အချိန်မှာလည်းအဲ့တမင်မိဆာကြီးကိုကိုးဝယ်နေတဲ့ဆုံးရောက်လူမျိုးစုတွေရဲ့တိုက်ခိုက်ကိုလည်းခုခံရင်းနဲ့ရက်တီအကြာကြီးတက်ဆင်ရမယ့်ဂိမ်းကူဖြစ်တာကြောင့်ယင်ကလေးက survival ဆော့ရတာလည်းကြိုက်တယ်သူငယ်ချင်းတွေနဲ့ multiplayer ဂိမ်းကြီးဆော့ဖို့အတွက်ဂိမ်းကောင်းကောင်းလေးတစ်ခုရှာနေတယ်ဆိုလို့ရှိရင်တော့ဒီဂိမ်းလေးကထွိုင်းကြည့်တဲ့နေမှာပါပါတယ်လူ9ယောက်ထိဆော့လို့ရတဲ့အပြင်ပေါ်မှာလူများလေးပိုခက်လေးဖြစ်တယ်မို့လို့ဆော့တဲ့နေတဲ့နေမှာတော့ပါပါတယ်နံပါတ်2 Plan vs Brain Rot ဒီဂိမ်းလေးကထွက်တာတိတ်မကြသေးဘူးဆိုပေမဲ့ရှေ့မှာသူသူနဲ့ပုံစံသူဂိမ်းတွေဖြစ်တဲ့ Great Garden နဲ့ Steel Brain Rot လို့ဂိမ်းတွေရှိခဲ့တာကြောင့်ပဲဒီဂိမ်းလေးကလူ Shot အများများတယ်။နောက်ပိုင်းဆိုဒီဂိမ်းလေးကတခြားဂိမ်းတွေလိုပဲပို့ပို့ပြီးတော့လူ Shot များလာနိုင်တဲ့အလားအလာရှိရမို့လို့ Roblox Content Creator ရဲ့အတွက်အမျက်ရှိကြစရာဂိမ်းတစ်ခု ဖြစ်တယ်။ Plan vs Brain Rot ဆိုတဲ့အတိုင်းပဲ Plan vs Zombie Shot ဘူးလည်းဘာသူမဆိုဒီဂိမ်းလေးကိုအထူးတလဲရှင်းပြစရာမလိုအောင်ကိုရင်းနှီးနေမှာဖြစ်တယ်။ Zombie ရင်းနဲ့မဟုတ်တော့ဘဲနဲ့ Brain Rot အကောင်အနေနဲ့အပင်အနေနဲ့ချရမှာဖြစ်ပြီးတော့တေး သွားရဲ့ brain rot တွေကတော့ကိုယ့်အတွက်နောက်ထပ်အပင်တွေစိုက်ဖို့အတွက်ပတ်စံတွေပြန်ပေးမှာဖြစ်ပါတယ်ဒီလိုနဲ့ကိုယ့်အပင်ရော brain rot တွေရော upgrade လုပ်ရမှာဖြစ်ပြီးတော့နောက်ပိုင်းမှာ brain rot တွေကလည်း cellular တွေရှိလာနိုင်တာမို့လို့စီးပွားရေးလုပ်ချင်တာလုပ်လို့ရပါတယ် number 3 great garden ဒီကိန်းကရှိလာတော့ကစောရဲသူပုံမှန်1 million အထက်ရှိပြီးရောမြန်မာနိုင်ငံ Roblox community ထဲမှာလည်းတော်တော်လေးခရက်ထားခဲ့တဲ့ game ဖြစ်ပါတယ်သူကဥယျာဉ်မှုလုပ်ရမှာဖြစ်ပြီးရောကိုယ့် channel တွေက site တဲ့အသီးတွေကို NPC မှာရောင်းစားလိုက်ဈေးကြီးရဲ့အပင်တွေကိုတဖြည်းဖြည်းနဲ့ level up လုပ်သွားလို့ရတဲ့အပြင်ကိုမှ ဒီဂိမ်းမှာထူးဆန်းတဲ့ရာသီဥတုကိုလည်းပေးထားတယ်လို့အဲ့ဒီဝဲသားကြီးလိုင်းရင်ကိုချန်တဲ့အသီးကိုရောင်တလက်လက်ဖြစ်စေပြီးတော့ကိုချန်ရဲ့အသီးရဲ့တန်ဖိုးကိုပို့ပြီးတိုးစေရကြအောင်လူတွေကအဲ့ဒီရာသီကိုစောင့်ရင်းနဲ့ကိုဂါဒန်ကို level up လုပ်ရတာမျိုးပါပြီးတော့ဒီဂိမ်းကို run နေတဲ့ developer တွေကလည်း update တွေကိုတပတ်တစ်ခါ update လုပ်ပေးနေပြီးတော့ player တွေကိုပျော်အောင်ဖန်တီးပေးနေမှလို့ချေးဖြစ်တဲ့ဂိမ်းလေးတွေကိုရှာနေတဲ့သူတွေဆိုရင်တော့ဒီဂိမ်းလေးက sort တင်တဲ့နေရာမှာပါပါတယ် number 4 steer brain rot steer brain rot က great garden နဲ့အပြိုင်ပါသူကတော့ရှောင်းလမ်းမိုင်ခုပုံမှာဖြတ်သွားဖြတ်လာလုံနေတဲ့ brain rot တွေကို life ဖမ်းပြီးတော့ကိုယ့်ရဲ့ base ထဲမှာထိန်းသိမ်းထားရတာဖြစ်ပြီးတော့ ကိုဖမ်းလာသမျှ brain word တွေကိုလည်းတခြားသူမခိုးအောင်လို့လည်းကာကွယ်ရတာမျိုးပါတော်တော်လေးလဲလောင်ရတယ်လို့တော်တော်လေးလဲရည်ရတဲ့ gate တစ်ခုလည်းဖြစ်ပါတယ်စိတ်ပိုင်ရင်တကယ်ချင်းနေနဲ့ပေါင်းပြီးတော့သူများအကောင့်တွေကို like ခိုးလို့ရပြီးတော့အဲ့လိုခိုးရတာပဲဒီ game အရသာဖြစ်တာမို့လို့ online online ရည်လိုက်နေပဲဆော့ရတဲ့ game မျိုးပါအဲ့ကြောင့်ဒီလို game မျိုးမှာတော့အခိုးကျတဲ့သူတွေအတွက်ဆော့ကြည့်တဲ့ game မျိုးဆိုရင်တော့မမပါဘူး number 5 block fruit ဘလော့ထရုက One Piece anime ကိုကြည့်ဖို့ရတဲ့သူတွေဘာလို့မဆိုလို့ရှိရင်အသေးစွဲဖြစ်မယ်လို့ထင်ပါတယ် One Piece fan တွေဆိုရင်ဒီ game ကို short ကြည့်တဲ့နေမှာတော့ပါရပေါ့နော်ပြီးတော့ဒီ game ကမြန်မာလို Blox player တွေထဲမှာဆိုလို့ရှိရင်ဘယ် game တွေပဲအစ်တထွက်တော့ဒီ game မှဒီ game ပဲဆော့မယ်ဆိုတဲ့ player တွေလည်းအများကြီးရှိတာမို့လို့နိုင်ငံတော် game လို့တောင်ပြောလို့ရတယ် One Piece တဲ့လိုပဲတင်မောတွေဝယ်လို့ရမယ်ရပ်ပွန်းတွေ free တွေဝယ်လို့ရမယ် player တွေချင်းချင်း PVP fight လို့ရမယ် ဆိုတော့ Roblox ရဲ့ Open World Game တွေထဲမှာအကောင်းဆုံး game တွေထဲတစ်ခုလည်းဖြစ်ပါတယ်။ဒါကတော့2025ထဲမှာ Loosoft အများဆုံးနဲ့အကောင်းဆုံး game ၅ခုအကြောင်းကိုကျွန်တော်ဆောက်ခဲ့ဖို့ရဲ့ experience အနေနဲ့ပြောပြသွားတာဖြစ်ပါတယ်။နောက် video တွေကြာရင်တခြားစိတ်ဝင်စားစရာကောင်းတဲ့ game တွေအကြောင်းလေးကိုပြောပြသွားမှာမို့လို့ဒီလို video လေးတွေကိုဆက်ကြည့်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေ follow လေးတွေနှိပ်သွားလို့ရပါတယ်။အခုတော့အားလုံးပဲတက်တာပါ။